ကမ္ဘာရွှေဈေးနဲ့ပြည်တွင်းရွှေဈေးနှုန်းကွာဟမှုရှိနေတဲ့အတွက်ပြည်တွင်းရွှေဈေးကအနည်းငယ်ထပ်ပြီးမြင့်တက်ဖို့ရှိနေပါတယ်ကြော်စီရသတင်းပေးပို့ထားပါတယ်ရှင်ပြည်တွင်းက16ပဲရီခောက်ရွှေဈေးနှုန်းတွေကတစ်ချက်သားကိုငွေကျပ်9သိန်းကျော်အထိပြန်လည်ရောက်ရှိလာပါတယ်ကမ္ဘာရွှေဈေးနှုန်းတွေကလည်းတအောင်စကိုအမေရိကန်ဒေါ်လာ1250ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်ကမ္ဘာရွှေဈေးနှုန်းတအောင်စကိုအမေရိကန်ဒေါ်လာ1238ဒေါ်လာပေါက်ဈေးရှိခဲ့တဲ့တော့က ပြည်ရင်းခေါက်ရွှေဈေးက8,900ကျော်ပေါက်ဈေးရှိခဲ့တာပါ။လက်ရှိမှာကမ္ဘာရွှေဈေးက10ဒေါ်လာလောက်မြင့်တက်လာပေမဲ့ပြည်ရင်းကအခေါက်ရွှေဈေးကတော့တက်တင်သလောက်တက်မလာပဲကျပ်6,000လောက်သာမြင့်တက်လာတာဖြစ်ပါလေ။အခုလိုကမ္ဘာရွှေဈေးနဲ့ပြည်ရင်းရွှေဈေးနှုန်းကွာဟမှုရှိနေတဲ့အတွက်ပြည်ရင်းရွှေဈေးကအနည်းငယ်ထပ်မံမြင့်တက်ဖို့ရှိနေတယ်လို့ရွှေလုံငန်းလုတ်ကင်သူတွေကပြောပါရယ်။ကဘာတွေတက်တာနည်းနည်းပုံများပါတော့ဘာလို့ဒီတွေကတော့လိုက်တော့လိုက်တက်လာတာပေါ့ကဘာတွေတက်တော့တော့ ကဘာစီလည်းဒီတိုင်းငိမ့်နေမယ်ဒေါ်လာစီလည်းဒီတိုင်းပဲငိမ့်နေမယ်ဆိုရင်တော့ဒီသေးသေးကနည်းနည်းလေးတော့ဆက်တက်အောင်ပဲပြည်ရင်းကရွှေရောင်းဝယ်ဈေးကွက်ထဲမှာတော့ဒီနှစ်ရောင်းဝယ်တွေတိတိတသားကြာဆင်းနေပါတယ်ဒီနှစ်ကခါတိုင်းနှစ်တွေနဲ့ပူထူးထူးခြားခြားကို ရောင်းဝယ်ပားနေတာကိုတွေ့ရပါတယ်ရောင်းပားနေတာပေါ့မရောင်းအောင်ဖြစ်နေပါတယ်ပြန်သိမ်းရတာပဲများနေတယ်ကျွန်တော်ဆိုတော့ရောင်းဝယ်ပူပားသွားတာပေါ့နော်ဈေးတက်တာတော့ဈေးကျလို့ရှိရင်တော့နည်းနည်းလေးရောင်းဝယ်ပူအောင်မယ် ူလိုင်လ26ရက်နေ့မှာတော့ကမ္ဘာရွှေဈေးကတအောင်စားကိုအမေရိကန်ဒေါ်လာ1249ဒေါ်လာပေါက်ဈေးရှိနေပြီးပြည်တွင်းခောက်ရွှေဈေးကတော့တစ်ချက်သားကိုကျပ်9,000ပေါက်ဈေးရှိနေပါတယ်ကျွန်တော်ကတော့ကြော်စီရပါ